FM ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းတို့ခင်ဗျာ ခုချိန်အားစပြီးဓမ္မဒုဒဒေါက်တာအရှင်စေကင်နာဟောကြားတော်မူသောဘဝဖြောင့်ချောင်းတစီတစောင်းအပိုင်း109တရားတော်ကိုနာကြားတော်မှာဖြစ်ပါတယ်ခင်ဗျာဘဝဖြောင့်ချောင်းတစီတစောင်းဘဝဖြောင့်ချောင်းတစီတစောင်း ਨੇ ဒီအမည်လေးပေးပြီးတော့ဟောလာခဲ့တယ်ပြောပလာခဲ့တယ်အဲအချိန်နေတော့တော်တော်ရလာ ဒီဘဝဖြောင်းဖို့အတွက်ဟိုတခုတည်းကြောင့်ဘဝဖြောင်းသွားတာမျိုးတခုတည်းဆိုရင်စကားတခွန်အဆုံးမတခွန်အတိတရားတခုပေါ့လေအဲအကြောင်းဘဝဖြောင်းသွားတာရှိသလိုအမျိုးမျိုးစကားတခွန်မကနခွန်သုံးခွန်ကြောင့်လည်းဖြောင်းတာရှိတာပါအတွေ့အကြုံတစ်ခုမကနှစ်ခုကြောင့်လည်းဖြောင်းတာတွေရှိတာအမှန်ကတော့လေ တွေ့အကြုံတိုင်းအတွေ့အကြုံတိုင်းမှာကိုဘဝအတွက်ဖြောင်းအောင်ကောင်းအောင်တိုးတက်အောင်ရနိုင်တဲ့သင်ခန်းစာတွေပေါ့အများကြီးရှိတော့ဒါလေးတို့ကိုရအောင်ယူနိုင်ရင်တော့ကောင်းတော့ဘုမုံငငယ်ကလေးဘဝအရွယ်အကြောင်းလေးတွေပြောလာဆယ်တန်းအောင်တဲ့ထီတော်မရောက်သေးပါဘူးဆယ်တန်းအောင်ဖြည့်ပြီးခါးစားလောက်ရှိနေတယ် ိုးလေးတန်းလုံးကအကြောင်းလေးတစ်ခုတော့မှတ်မိလေးတန်းလုံးကအဲအတိအကျပြောရင်တော့လေးရက်လေးလ69ပေါ့လေဧပြီလလေးရက်နေ့ပေါ့ဒါကြမ်းမတိုင်ခင်69ခုနှစ်ကဟုတ်တယ်ဟိုတနေ့ရအောင်ပြောမိသေးတယ်ဘုံဘုံတို့ငါးတန်းအောင်လာ80ခုနှစ်ကိုစေတန်းအောင်လာ85ခုနှစ်အဲ့တော့လေးတန်းအောင်နေ့ပေါ့ အဲ့ဒီမှာတချို့မှတ်မိကြမှာပါစကိုင်းသူစကိုင်းသားတွေဆိုအဓိကထားမှတ်မိတယ်စကိုင်းမီးလောင်တာပေါ့လေမီးမီးလောင်တာဘုံမို့လို့ဟိုပထမမြင်ကွင်းမီးလောင်နေတဲ့မြင်ကွင်းနဲ့မီးလောင်ပြီးမှမြင်ကွင်းနဲ့ပေါ့လေခုထိမှတ်မိနေတယ်မီးမလောင်ခင်တော့ကမြင်ကွင်းကတော့တိတဲ့အတိုင်းပဲ ိုစကိုင်းမှာကဟိုကလေးဆိုတော့လေးတန်းဆိုတော့ရုပ်ရှင်ရောင်မဲ့အဓိကထားပြောရမှာပေါ့လေအရှိယုံနဲ့အနောက်ယုံလို့ဒီလိုရှိတာပေါ့လေအဲဒီထဲမှာမှတ်မိတာကတော့အမှတ်နဲ့ထက်တန်းကြောင်းကြီးပေါ့အမှတ်တို့အမှတ်နဲ့တို့အမှတ်၃တို့ထက်တန်းကြောင်းတွေကလည်းအလိုရှိတာအဲအမှတ်နဲ့ထက်တန်းကြောင်းကြီးလည်းမီးလောင်တော့ဒါမီးမလောင်ကြရမြင်ကွင်းပေါ့လေ ဟိုတော့အမနစ်ထက်တောင်းကြောင်ကြီးလည်းမိလောင်သွားဆိုပြီးမှဒါဟိုမိလောင်တာပြောကြအမနစ်ထက်တောင်းကြောင်ရှိတယ်အဲ့ဒီအနောက်ဘက်ဘေးမှာနာမည်ကဂုံနဲ့တူတယ်ဂုံစီနီမှာဘုံဘုံတော့အနောက်ယုံလို့ပဲမှတ်မိတာအနောက်ယုံအရှိယုံပေါ့အခုရုပ်ရှင်ယုံအတကြီးရှိတဲ့နေရာကအရှိယုံပေါ့မြို့ကစီလိုက်တာဒါဒါမီးမလောင်ရင်တော့မြင်ခွင်းပေါ့မီးလောင်နေတော့မြင်ခွင်းပြောပါရဲ့ အဲ့ဒီတော့ကတော့စပိန်နေမြင်းလဲတွေပဲများတာပေါ့အာမီလောင်နေပြီးတဲ့မီလောင်နေပြီးတဲ့မီလောင်နေပြီးတဲ့ဆိုဟိုဖုံမုံတို့သောတာပန်ရောက်ကိုဒီသတင်းကရောက်မီလောင်ဘယ်မှာလောင်တာတော့မြို့ထဲလောင်တာအမျိုးရဲလောင်ဝေးကြီးပဲလေဒီလိုပဲနေနေတာအဲ့ဒီကနေတော့ဟာနောက်ရောက်နေတဲ့လူတွေကအတော်အလာနဲ့အိုးယုတ်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 နဲ့မှတ်မိသေးတယ်ကိုယ်လေးတန်းအောင်ပြီးကအောင်နဲ့နှစ်ပေါ့ ာမနိုင်တော့ဘူးတဲ့မနိုင်တော့ဘူးတဲ့ဒါလေးတစ်ချက်ကြားလိုက်တာမိဒီလောင်းနေတယ်မနိုင်တော့ဘူးတဲ့မနိုင်တော့ဘူးတဲ့ဆိုဟာမနိုင်တော့ဘူးဆိုတာရဲ့အတိတ်ပဲကိုကလေးအရွယ်ဘလို့တွေးလိုက်ဆိုမနိုင်တော့ရင်တမျိုးလုံးကုန်ပြီတမျိုးလုံးလောင်းကုန်ဟာမနိုင်တော့ရင်ဒိုးစီလေးရောက်မှာပဲအဲအဲ့ဒီမှာတင်လေဟိုအိမ်ကချမ်းသာအနောက်ဖက်ဘေးမှာချမ်းသာကြီးတောင်ရှိတယ် ဟိုဘက်မှာရှင်မဏ္ဍိုင်းတောင်ရှိတယ်။အဲ့ဒါနဲ့ကြတော့သိမ့်မမြင်ရတော့ဟိုမျက်စိကန္နာတီဆင်းကြည့်တယ်။မျက်စိကန္နာဆင်းကြည့်တော့အာလာလာလောင်းနေတဲ့အချိန်မြင်ကွင်းကမိโกလုံးကြီးတွေတက်နော်မိုင်မောင်းပြီးတော့အဲ့လိုအဲ့လိုမျိုးပေါ့။မီးတောင်ဝါဝါတော့အဲ့လိုမတွေ့ရပါဘူးဒီတောင်ကြီးခံနေတာ။ဒီအိမ်ကြီးရွာတွေလန့်ကြည့်မြင်နေရဒါတွေခံနေတော့မတွေ့ရဘူး။အာမီးတောင်ကြီးတွေ အဲ့လိုမမြင်ရပေမဲ့မိတော့ကြီးအထက်ကဟိုအပေါ်မိကိုလုံးကြီးတာတက်တကူတကောင်းငင်လို့မိုင်းပြောတဲ့သူတွေကလည်းမနိုင်တော့ဘူးမနိုင်တော့ဘူးမနိုင်တော့ဘူးနဲ့ပြင်ဘာပြောကောင်းလဲဟာဒီဘက်ရောက်လာမှာတဲ့ဒီဘက်ရောက်လာမှာတဲ့သူတို့ပြောတဲ့အတိုင်းပြောရင်ပေါ့အာလေးတို့မြေလောင်ကုန်မြေတဲ့လေးတို့မြေဆိုတာအဲ့ဒီမီးလောင်တဲ့မြို့တွေကနေပြီးတော့ဖုံဖုံတို့ဘက်ကိုနှီးတာပေါ့လေးတို့မြေလောင်ကုန်မြေတဲ့ရနိုင်ကုန်းနောင်ကုန်မြေတဲ့ ်အရေဝန်းလောင်းကုန်ပြီတဲ့မင်းဆန်လည်းကုန်သွားပြီတဲ့ထုံးဖို့တောင်လောင်းနေပြီတဲ့ဒါတွေကြားနေရအထုံးဖို့သာလောင်းရင်ကို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 နဲ့ထုံးဖို့နဲ့ကင်းမော်လေးချတော့တာလीအဲ့ဒါနဲ့ဘလို့လောက်ကြမလဲဆိုတော့အိမ်မိုးအထုတ်တွေအကုန်ချကြတာမမီသေးတဲ့တန်တစ်တာကြီးတွေအဘီရိုကြီးတွေအကြောင်းအိမ်တော့မပါသေးဘူးထားတာ တကယ်အဝအစားတွေနဲ့ပစ္စည်းတွေနဲ့ဟိုယရနာပစ္စည်းတွေနဲ့တုံးဆောင်တံမိုးရှိတာတွေထည့်ထားတယ်အကုန်လုံးချကိုယ့်အိမ်ကစားချတော့တရွာလုံးနဲ့ရှိစုမဲ့စုတွေအကုန်လုံးအထုပ်မြေဘေးမှာချထားတယ်ရေစနာရေစနာကိုချထားမှတ်မိသေးတယ်အခုဟာမမောနဲ့မပန်းနိုင်တယ်ဝုံ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 မီးလောင်နေတာချအကုန်လုံးတေချတာအလေးကြီးပါပဲတေချဟိုးအပေါ်တက်ကဟာတဲ့ချတာ အဲ့ဒါတိတ်မကြပါဘူးမိခိုးလုံးเนี่ยနည်းနည်းယော့သွားမိခိုးလုံးเนี่ยနည်းနည်းယော့သွားပြီးတော့မိငိမ့်သွားပြီးနိုင်သွားပြီတဲ့ဒါလို့ပြောတာဒီနေရာမှာမိလောင်နေတဲ့အချိန်ကိုပြောရင်ဟိုဘက်မှာမိလောင်နေကိုယ်စီလောင်မှာဒါဆိုးတာဒါမိခိုးလုံးနေတာမြင်နေတာမိတော့တွေပါမြင်ပို့ဆိုးဒါခက်ခန်းခံစားရတာ တခါလေးပြောဘူးပါတယ်အဲ့ဒီအတွေ့အကြုံပြောအကြောင်းပြုပြီးတော့မီးလောင်နေဆိုရင်ကိုချင်းစာပြီးတော့မီးလောင်နေနေရဖုံဖုံတော့ဝင်ငိမ့်တာပဲမန်လေးဆိုရင်မန်လေးလောင်နေကြရင်အိုးစကိုင်းကဝတ်သွားတယ်မန်လေးကြောင်းတက်နေတော့ဆိုဘယ်နားလောင်တဲ့ဆိုကြောင်းသားပဲလीမိသားတွေနဲ့ဝင်ပြီးပိုင်လုံးဆွဲပက်ပြတာပစ္စည်းတွေတဲပေးအဲအဲ့လိုအဲ့လိုတွေလို့ဒီဒီဒီအတွေ့အကြုံလေးကြောင့်မဟုတ်ဘူးအလေးတန်းတော့မှဘာလေးခံစားခဲ့ရလဲအော်မီးမလောင်ခင်တော့ကတော့တာတာယာယာရှိလိုက်တာ မီးလောင်နေတော့စိတ်တရားပူနေလူတိုင်းပူနေကြတာလူတိုင်းအလုံးရှုပ်နေကြတော့ဝုန်းဝုန်းနေဟိဂူဒီမြေမှာတည်းမျက်စိကန်းနာမှာပုံနေတာမသိလားရှင်ចောင်းကလေးရောဖုန်ကြီးចောင်းကလေးရောအာလူတွေအိမ်ကတွေရောသူ့အပုံလေးတွေသူ့အပုံလေးတွေနဲ့မြေပေးမှာအဲ့လိုမျိုးလေးတွေအိမ်ကလည်းတပုံကြီးပဲလေအိမ်ကနဲ့အိမ်ဆိုတော့မီးလောင်လို့နိုင်သွားပြီတဲ့အဲ့ဒီကြတော့လေကိုပစ္စည်းတွေပြန်တင်ရတော့မောတာလေ ဘလောက်တောင်မောင်းဘလူမောင်းလဲဆိုတော့မီးလောင်ပြီးဟိုမီးလောင်တာကြုံပြီးအခုဖုံဖုံတို့လိုကြုံပြီးတော့မှဟိုပစ္စည်းတွေရွှေ့ပြီးတော့မှပြန်တင်ရတဲ့သူမျိုးပြန်သိမ်းရတဲ့သူမျိုးသိပါလိမ့်အရင်တော့ကမီးဟေးမီးဟေးဆိုဝုန်းဆိုထမ်းချလာတဲ့တက်တာတယောက်ထဲထမ်းချလာတဲ့တက်တာဟာနှစ်ယောက်မားလို့တော့မနိုင်တော့သုံးယောက်မားလို့တော့တအင်းအင်းဖြစ်နေတာအဲအဲ့ဒါလိုမျိုးပေါ့စိတ်များတအားဆန်းဆန်းကြယ်တာပေါ့ ။တငယ်ကလေးအကြုံရတာလေးပြောတာ။အမင်းငိမ့်သွားပြီဟေးဆို။နေလေကလေးကလောင်တာ။မှတ်မိတယ်။ညနေ၄နာရီ၅နာရီလောက်ကျတော့အာ၄တန်းဆိုလူကြီးတွေလည်းပြေးမသွားဘူး။ကိုယ်လည်းသွားချင်း။ဟုတ်တယ်အဲ့ညနေတော့မရောက်ဘူးအဲ့ညနေတော့မရောက်ဘူးပြေးမသွားတော့မောင်းနေတော့သူတောင်းဝန်ရှိတဲ့သူကလည်းဗာတားမှာပေါ့လေဒါတွေအဲ့ဒီနေရာတော့မရောက်နောက်နေ့ကျတော့သွားကြည့်တော့လန်းလာမီးတွေလောင်ထားလိုက်ကြတာ အရင်လေးကမြင်ကွင်းမျိုးမရှိတော့အရင်လေးကမြင်ကွင်းမျိုးမရှိတော့လောင်ထားတဲ့အမတ်နဲ့လည်းပါတော့တယ်အရှိယုံကြီးလည်းပါတော့တယ်အနောက်ယုံလည်းပါတော့တယ်မိလောင်လိုက်တာလေအများကြီးပဲအများကြီးပဲမြင်ကွင်းကြီးကကြည့်လို့တော့မကောင်းဒီကတိဥပ္ပအေရိုနာလေးရထိသွားကြည့်တာဟိုဟိုတန်းလေးတွေရောပါနေရောဒါမျိုးစဉ်းစားကြည့်တယ်အဲ့ဒီတော့ကိုယ်စိတ်ထဲဖြစ်တာလေးရ မီးမလောင်ရင်ကောင်းပါပဲမီးလောင်ရင်လောင်နေတဲ့သူနေရာတော့ကိုမဝင်သားဘူးလောင်တော့မှာပဲဆိုတဲ့လူတွေတောင်မှတားပူတာမီးပူတာတဲ့စိတ်ကပိုးပူတကယ်လောင်နေတဲ့သူတွေဆိုဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ကြမလဲလောင်ပြီးသွားတဲ့အခါမှာ မိငိမ့်သွားပြီဆိုတဲ့အခါမှာကိုကမိအလောင်မခံရတဲ့သူရဲ့ပျော်ရွှင်မှုဟာမိငိမ့်သွားတော့လည်းပဲမိအလောင်ခံရတဲ့သူတွေမှာပျော်ရွှင်မှုမရနိုင်အဲ့ဒါကိုစိတ်ထဲဖြစ်မိတယ်နေကလာရောက်ရင်မိမပေါ်စားကြပါနဲ့ဒီတယောက်ကလေးသတိမေ့တာနဲ့ဖျောင်းနိုင်မိတို့မိဖို့မိတို့ဗာမိတို့ညာမိတို့ အဲမီးရတခုခုတော့လျှက်စစ်ဂျိုးမကောင်းရင်လည်းလျှက်စစ်ဂျိုးပေါင်းလျှက်စစ်ဂျိုးကောင်းကောင်းမွန်မွန်ဆိုဘယ်ဖြစ်မှာဖောင်းနိုင်မထုံးရဘဲနဲ့ဦးလျှက်စစ်မီးသားအမြဲရနေဘယ်ဖြစ်မှာအဲ့လိုပဲမီးကွက်ထုံးစရာမလိုဘဲနဲ့အိုထမင်းအိုးတော်ခုလိုတဲစရာမလိုဘဲနဲ့စဉ်းစားကြည့်တယ်သူများနိုင်ငံတွေမှာဦးမီးမလောင်တာကိုနိုင်ငံကြတော့မီးကွက်ထုံးလို့လောင်တာဆိုရင်လျှက်စစ်မီးထုံးရင်မလောင်ဘူးပေါ့ လက်စစ်ကြိုးမကောင်းလို့လောင်တာဆိုတရက်စစ်မီကြိုးကောင်းရင်မလောင်ဘူးပေါ့ဒါမှမဟုတ်တရက်စစ်ကြိုးဆင်းတာအဆင်မပြေအချိုးမကျလို့မတက်တက်နဲ့ချီပူထားလို့ရှော့ဖြစ်ပြီးလောင်နေဆိုရင်ကြွန့်ကျင်တဲ့လူတွေလက်စစ်ကြိုးဆင်းရင်မလောင်ဘူးပေါ့အဲ့ဒီတော့ကအဲ့ဒီတော့ကဟိုစိတ်แทဖြစ်တာပါပဂရီမီလောင်တာကိုပဲတမျိုးလုံးဒုက္ခရောက်တယ်ဒါမြင်အိမ်တိုင်းအိမ်တိုင်းမှာ ပဂရီမီမလောင်အောင်တားတဲ့လို့ဒီပြဿနာမီမလောင်အောင်လဲတားစီခြင်းလေအိနိုင်အိနိုင်မှာပြဿနာရှိလဲပြဿနာမီမလောင်အောင်တားစီခြင်းလေဘာဖြစ်လို့တော့ဆိုတော့ပဂရီမီလောင်သွားတာက မီလောင်ပြီးဒီနေရာပြီးဒီမီလောင်ပြင်းကြီးကိုရှင်းပြီးတော့အစ်စ်ပြန်ဆောက်အခုစကိုင်းမျိုးကြီးစီပင်းနေတယ်လို့အိုးအရှိယုံကြီးဆိုလို့ရှင်အရှင်တော့အရင်တော့က တဲပုတ်လိုဟောင်းဟောင်းကြီးအခုအုတ်တိုက်ကြီးအသိကြီးဖြစ်သွားဟိုအမတ်နဲ့ចောင်းဆိုလဲအသိကြီးဖြစ်လာအဲအဲ့ဒါလိုမျိုးပေါ့မီးလောင်ပြီးသွားရင်ဗကရီမီးလောင်ပြီးသွားရင်အသိပြန်ဆောက်လို့ရတယ်တယောက်တယောက်ရဲ့စိတ်แท้မှပြဿနာမီးလောင်သွားရင်ဒီမိသားစုထဲမှာအချင်းချင်းပြဿနာမီးလောင်သွားရင်ဒီရက်ွက်မှာအချင်းချင်းပြဿနာမီးလောင်သွားရင်မျိုးပေါ့နိုင်ငံပေါ့တနိုင်ငံနဲ့တနိုင်ငံပေါ့ဒီကဘာမှာ ပြဿနာမိလောင်သွားရင်ပြဿနာအဲ့ဒီပြဿနာမိဘာလို့လောင်တာလဲဘသူငြိမ်းပါလဲငြိမ်းရောငြိမ်းသလားအဲအဲ့ဒါလေးစိတ်သေးအခုပို့ပြီးတော့ဖြစ်မိတာဗောလေအရင်တော့ကလေးတုန်းကတော့အဲ့လိုပေါ့ကလေးတုန်းကအတူရတော့ဟာဒီမိလဲမလောင်냐နဲ့အဖေတို့အမေတို့လဲမတတ်ကြနဲ့လူတွေလက်ပြဿနာမဖြစ်ကြစမ်းပါနဲ့အဲ့လိုလေးလောက်ပဲဖြစ်မိတာပါ အော်အဲ့ဒီမှာတင်ကိုကဩမိလောင်တာမကောင်းဘူးလူတိုင်းသိတယ်အပြင်းမိလောင်တာမကောင်းဘူးအတွင်းမိလို့ခေါ်တဲ့စိတ်ထဲကပြဿနာမိလောင်တာလည်းမကောင်းဘူးဒါပေမဲ့အပြင်းမိမလောင်အောင်မလုပ်လေတခွန်းနဲ့ပြောလိုက်ရင်ရပါတယ်ခစ်မိစမ်းမှာမိခွက်တွေဖျောင်းနိုင်နေထုံးရ300ရနေပြီးခစ်မိလိုက်လျက်စစ်မိကြီးတွေခစ်မိလိုက်စမ်းမှာအဆောက်အဦတွေတဲဘုတ်ကနေပြီးတော့တိုက်ကြီးတွေလှုပ်လိုက်စမ်းမှာတော်ယုံပဲလောင်တော့မှာ တရားစီမီဆက်သွဲတာမကျွမ်းကျင်ကျွမ်းကျင်တဲ့နီးပညာတွေတတ်လိုက်ကြစမ်းမလောင်တော့ဘူးပေါ့ဒါပဂတိပဂတိမိတောင်မှအသိဉာဏ်ပညာတွေရှိလာကြရဲ့အတတ်ပညာတွေရှိလာရင်အဲသတိတရားတွေလက်ကင်ထားလာရင်အဲလူအဆင့်တန်းမြင့်လာရင်လူနေထိုင်မှုအဆင့်တန်းမြင့်လာရင်ပတ်ဝန်းကျင်အဆင့်တန်းမြင့်လာရင်ဒီကုနိုင်ငံမှာလောင်နေတဲ့ပဂတိလောင်နေတဲ့မိမျိုးဟာလောင်ခဲပါတ အခုဟိုကလည်းလောင်နေဒီကလည်းလောင်နေဆိုတာကြားတာလူတွေရဲ့သတိမထားမှုထက်သတိမထားမှုတော့ပါတာပေါ့လေသတိမထားမှုတဲ့အိမ်မတိုးတက်ကြလို့ပုံဝန်းကျင်မတိုးတက်ကြလို့အသိဉာဏ်မတိုးတက်ကြလို့အသုံးဆောင်ပစ္စည်းတွေမတိုးတက်ကြလို့အဖုံဖုံတော့အဲ့လိုမြင်တာတော့ဘုရားရှင်ကိုရောမြတ်ကြီးကလည်းပဲဒီဘာဝနာအလုပ်ဘာဝနာအလုပ်တရားအထုတ်တယ်ဆိုတော့တိုးတက်ဖို့ပါပဲဘာဝနာဆိုတာဘာလဲ develop ဖြစ်တာ တိုးတက်တာပေါ့တရားလို့အထုတ်တယ်ဆိုစိတ်တက်ရေးရတွေတိုးတက်တိုးတက်လာတာကိုပြောစိတ်တက်ရေးရတွေတိုးတက်ရသလိုစိတ်တက်ရေးရတိုးတက်လို့ရှိရင်ကွယ်ဒီဟွာတွေလည်းအသုံးဆောင်တွေလည်းတိုးတက်တာပါပဲပစ္စည်းပစ္စည်းရတွေလည်းတိုးတက်တာပဲအဲအတတ်ပညာတွေလည်းတိုးတက်လာတယ်အသိပညာတွေလည်းတိုးတက်လာတယ်ဘုရားရှင်ရဲ့တရားဆိုတာဘုရားရှင်အထုတ်ခိုင်းတဲ့ဘာဝနာဆိုတာတိုးတက်အောင်လုပ်တဲ့နည်းပါပဲ အဲ့တော့ငယ်ကလေးကအဲ့ဒါလေးခံလာမိတယ်။အဲ့တော့ကိုယ့်ဘက်ကဘာဖြစ်ပြီးမလဲ။ဒီမီးလောင်တာကြီးကြည့်ပြီးတော့မီးလောင်ရင်ငိမ့်ကျင်တဲ့စိတ်ပေါ်လာတာတော့အရင်တစ်ခါတည်းပြောပြီးသား။ဘယ်မီးလောင်လောင်ဝင်ငိမ့်မှာပဲ။လောင်တဲ့သူခံစားချက်မပြောနဲ့။မလောင်မင်းနဲ့ဘေးကနီးစက်တဲ့ဒူတောင်မှဘလောက်ပူလောင်ရတယ်ဘလောက်ပင်ပန်းရတယ်ဘလောက်ခံစားအောင်။မိဘယ်မီးမှလောင်တာမကောင်းပါဘူး။ဝင်ငိမ့်ပေးခြင်းပါလေ။လေးတန်းတော့ကိုယ်ပဲငိမ့်နိုင်မှာလို့။အဲဆယ်တန်းတို့အင်ဂျင်နီယာအကြောင်းတက်ကတူတို့တက်နေတဲ့အခါကြာရင် institute လို့တက်နေတဲ့ခါကျရင်တော့အဲ့ကိုငိမ့်နိုင်လိုက်ငိမ့်တာပါပဲလိုက်ငိမ့်တာပါပဲအဒီထဲရှိသေးရှို့မီးတယ်အဲ့တော့ကပြောတန်ကြတယ်ဟာမီးကတော့ဘယ်ကတော့ငိမ့်ပြီတဲ့ဟိုဘက်ကတော့ဟေ့ရှို့မီးတယ်မီးခွင်းပစ်တာတဲ့စိတ်ထဲမှာလူတွေဒုက္ခရောက်အောင်လိုက်ရှို့တဲ့လူကရှိသေးသလားလို့လေးတန်းတော့မှဖြစ်တာပါဒါလည်းလေးတန်းဆိုတော့ကိုယ်လူရဘာလို့မှလူကြီးရမသွင်းတော့အဲ့တော့ကခံစားချက်ဘာလို့မှထုတ်ပြောလို့မရဘူးလေ။ ရှုံမီးဆိုတာရှိသေးတယ်လိုက်သူသူများမှဟိုအစင်တန်းမမြင်သေးလို့မီးလောင်လို့ဒုက္ခရောက်ရတဲ့အထဲဘေးကပြဿနာလိုက်ရှုရှုရှုတဲ့မိရရှိသေးတယ်ကဲအာဘသူမိသွားပြီတဲ့ဟာဖမ်းသွားပြီတဲ့ခေါင်းဖြတ်အဲ့ဒါမျိုးကြတော့ခေါင်းဖြတ်ဖြတ်အမုံချေးချေးငယ်တုန်းကပေါ့လေချလောက်တာလောက်လိုက်တက်လောက်လူတွေဒုက္ခရောက်အောင်လိုက်ရှုနေတယ်မီးခွင်းပြစ်တဲ့သူကရှိသေးတယ် ရှုပ်တဲ့လူကရှိသေးဆိုရဲ့အဲ့လိုအဲ့လိုမျိုးဖြစ်ခဲ့တာပေါ့လေစိတ်ထဲမှာကိုမိငိမ့်တဲ့သူပဲဖြစ်ချင်းတယ်အဲရှုပ်တဲ့သူ ဖြစ်ဖို့နေနေသားလားဒီမိကိုပေါ်ဆတဲ့သူမျိုးကိုမဖြစ်ချင်းကိုအသောအဆောင်ပြည့်စည်ပြီးတိုးတက်လာရင်ဘယ်မိလောင်မှာလို့အဲ့လိုပဲပြဿနာဆိုတဲ့မိလောင်တတ်ကြတယ်အဲ့တော့ကိုဘကဘာလိုနေတာလဲ ရှိတာဗော ပြဒနာမိခွင်းပြစ်ချင်တဲ့လူလည်းရှိမှာပဲတူတူပေါ်ဒီပေါ်ဆာနေလို့ပြဒနာမိတွေလောင်တာလည်းရှိတာမိလောင်ရင်တော့ငြင်းချင်စိတ်လေးပဲရှိတာပါမိမလောင်အောင်လည်းနေကြပါမိလောင်ရင်လည်းငြင်းချင်စိတ်လေးရှိတာအဲအဲ့ဒီကလေးကစိတ်ထဲမှာခံစားကြရတာဟာဘယ်ပြဒနာမှအဖြစ်မခံနိုင်ကိုလည်းပြဒနာမဖြစ်ချင်ကိုဘေးကနီးစက်တဲ့လူတွေလည်းပြဒနာဖြစ်တာမျိုးကိုမခံစားနိုင်ပူလွန်းတာဟုတ် မီမီပြောတာမီးလောင်တာအဲ့တော့မီးငိမ့်အောင်လုပ်ပေးရမယ်ကိုတက်နိုင်သလောက်မီးပေးရလွတ်အောင်ရှောင်နိုင်ရမယ်ပစ္စည်းတွေချသလိုအဲမီးခွင်းပြစ်တဲ့သူတွေလည်းမပြစ်ကြဘူးအာဝိုးရင်နစီပတ်ပြီးတော့တက်စီပတ်ပြီးတော့မီးရှို့ပြီးအိမ်ခေါမိုးတွေပြစ်တယ်လို့ပြောတာပါပဲအဲ့ဒီငယ်တုန်းကကြားရတာအေးဒါကြောင့်မို့ငယ်ကလေးကအဲ့ဒီမီးလောင်တာလေးအကြောင်း ပြုပြီးတော့စိတ်ထဲမှာဖြစ်မိတာပြဿနာတိုင်းပြဿနာတိုင်းမှာကတော့ဖြေရှိတာပါပဲကိုလှုပ်တဲ့အလုပ်ဟာကိုပြောတဲ့စကားဟာကိုစိတ်ကူးတဲ့အတွေးဟာဒီပြဿနာဖြစ်နေတဲ့ပြဿနာမှာအဖြေရှိတယ်ဆိုတော့လူတိုင်းသိတယ်ကိုကအဖြေရှာပေးမှလားပြဿနာထပ်ဖြစ်အောင်လုပ်မှလားလို့အဲအဲ့ဒါလေးစိတ်ထဲဖြစ်မိတာပေါ့လေငရေကလေးကလေးက ိပါဘူးတဆင်ကြတာဟုတ်လားမဟုတ်လားတော့မသိပါမီးလောင်ရင်ထပ်လောင်အောင်ဟိုဘက်အာဘာဖြစ်တဲ့ညာဖြစ်တဲ့လူကြီးတွေပေါ့အဲ့ဒီသူတို့ပြောကြတာကြီးကြားခဲ့တာငယ်တုန်းကပြဿနာရှိတဲ့နေရာတိုင်းမှာ ပြဿနာရှိတာပဲပြဿနာတိုင်းမှာပြဿနာတိုင်းမှာအဖြေရှိပါတယ်အဲ့တော့အဖြေပဲရှာပြီးတော့ပြဿနာအေးအောင်လုပ်ပေးခြင်းပါတယ်ပြဿနာဖြစ်တဲ့အထက်မှာပြဿနာထပ်တိုးအောင်လို့မလုပ်ခြင်းပါမီးလောင်ကလေပင့်တာမျိုးမလုပ်ခြင်းပါ အစင်ဘိန်းတတ်တာမျိုးလည်းမလုပ်ချင်ပါဘူး။သူများတွေဒုက္ခရောက်အောင်မိခွင်းပြစ်တာမျိုးဆိုတာစိတ်ကူးတော့မရှိဘူး။ကြားဘူးကလေးကူကလှုပ်တဲ့သူတွေကိုစိတ်ထဲကတော်တော်ယုံမိပါတယ်။အဲ့တော့ဖုံဖုံတို့ဘဝမှာဒီလိုလေးနေတတ်ထိုင်တတ်နီးနီးလောက်ဖြစ်လာတာအဲ့ဒီအတွေ့အကြုံတွေလည်းပါပါတယ်။ဘယ်တော့မှပြဿနာကိုထပ်ဖြစ်အောင်ပြဿနာမလုပ်ချင်ပါဘူး။အဖြေပဲရှာချင်ပါတယ်။အဖြေပဲထုတ်ချင်ပါတယ်။ဘဂရီမီးလည်းမလောင်အောင်ရှောင်ရပါ။ အသုံးဆောင်ပစ္စည်းအနေထိုင်ကစအစင်တန်းမြင်ညာပါလောကကြီးကပြဿနာတွေလူလောကကရေးရပြဿနာအမျိုးစုံလဲမီးမလောင်အောင်နေကြပါစိတ်ဓာတ်တွေမြင်ညာဖို့အရေးကြီးပါ နေတတ်ထိုင်တတ်ဖို့အရေးကြီးပါ အသိဉာဏ်တွေအတတ်ပညာတွေအသိပညာတွေတိုးဖို့အရေးကြီးပါလေတဲ့ဒါဖုံဖုံငယ်တုန်းကလေးတန်းတုန်းကဖြစ်ခဲ့တဲ့မီးလောင်တဲ့စကိုင်းမီးလောင်တဲ့အတွေ့အကြုံကြောင့်ပေါ်လာတာပါ ပြဿနာတိုင်းမှာအဖြေရှိတယ်အဖြေပဲရှာကြပါပြဿနာမရှာကြစေချင်ပါဘူးပြဿနာပေါ့ပြဿနာမဆင့်စေချင်ပါဘူးအဲအဲ့ဒီအတီလေးရခဲ့လို့ တချို့တချို့ကိစ္စဒီမှာဒီအတီလေးနဲ့ပဲဖြောက်အောင်ရှောက်လန်းနိုင်ပါတယ်ကိုယ်တိုင်လည်းဒီတိုင်းရှောက်ပါတယ်ဒီနေ့အတိုင်းရှောက်နိုင်တဲ့သူတွေများများပေါ်ပေါက်ကြပါစေကုန်သတည်း